မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအနေရအသွေးသွေးကကင်းဝင်ပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစားပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဂျွန်လ6ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ ဒီနေ့ခေတ်အလုံသမားတို့ရဲ့ကျိုးပန်းအားထုတ်မှုတွေကနောက်လာမယ့်အမျိုးဆက်သစ်တွေအတွက်အခြေခံအုတ်မြစ်တွေ ဖြစ်တယ်လို့ CRPH သဝင်လွာပေးပို့လိုက်တဲ့သတင်းရဲဘော်တအူးချင်းစီတိုင်းဟာတန်မိုးအလွန်ကြီးမလာကြောင်းကိုယ့်ရဲ့လုံခြုံရေးနဲ့စံမာရေးတွေကိုအမြဲကူးဆိုင်ကြဖို့ပြည်အောင်စုဝင်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း ရေးပေးသည့်စစ်ပေးဆောင်ပြည်သူများအတွက်အရေးပေါ်စာနယ်ရိတ်ခါနဲ့အမိုးအကာတွေကို လူသားချင်းစာနာထောက်တားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကထောက်ပံ့တဲ့တဲ့အညာမှာမြို့သိမ်းတိုက်ပွဲတွေလာတော့မှဖြစ်တယ်လို့မြင်းချက်ခရိုင် အမှတ်ကိုတက်ရင်ကပြောကြားလိုက်တဲ့တဲ့တပိတ်ချင်းမျိုးနယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ဟုံးကြီးတပါပြန့်လွန်တော်မူပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့ ီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လည်ရင်ဆန္ဒပြလူတို့တပိတ်သတင်းနေပဲဖြစ်ပါတယ်။ဒီနေ့ခေတ်အလုတ်သမားတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကနောက်လာမယ့်အမျိုးဆက်သစ်တွေအတွက်အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ CRPH သဝင်လွာပေးပို့လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ခေတ်အလုတ်သမားတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကနောက်လာမယ့်အမျိုးဆက်သစ်တွေအတွက်ပုံမကောင်းမွန်တဲ့လူမှုဘဝနဲ့ နိုင်ငံတိဆောက်ရေးအတွက်အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကသဝင်လှပေးပို့လိုက်ပါတယ်။ဒီနေ့ကြာရောက်တဲ့52နှစ်မြောက်အလုတ်သမားတပိတ်လှူရှားမှုနေ့အတွက်သဝင်လှပေးပို့ရမှာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါ။ယနေ့ခေတ်အလုတ်သမားတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကနောက်လာမယ့်မျိုးဆက်သစ်တွေအတွက်ပိုပိုကောင်းမွန်တဲ့လူမှုဘဝနဲ့နိုင်ငံတိဆောက်ရေးအတွက်အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ ဒါကြောင့်ပြည်တွင်းပြည်ပရှိအလုသမားပြည်သူများအနေနဲ့အလုသမားတွေရဲ့ရှားပိုင်ခွင့်အခွင့်အရေးများအပြည့်အဝရရှိနိုင်မဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာကိုလည်းအခိုင်အမာယုံကြည်တယ်လို့ CRPH ကတဝန်ထွားမှာဖော်ပြထားပါတယ်။ရန်ကုန်မြို့တမိုင်းချီစက်ရုံရှိမှာစစ်အာဏာရှင်တွေကအလုသမားပြည်သူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့နေ့1948ခုနှစ်ဇွန်လ6ရက်နေ့ဟာ မြန်မာနိုင်ငံအလုံသမားလှုပ်ရှားမှုတမိုင်းမှာဘလို့မှခြံလက်ထားလို့မရတဲ့နေ့တစ်နေ့ဖြစ်တယ်လို့52နှစ်မြောက်အလုံသမားတပိတ်လှုပ်ရှားမှုနေ့ကိုပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကတဝန်လွှာပေးပို့လိုက်တာပါ အလုတ်သမားတွေရဲ့ရှားပိုင်ခွင့်နဲ့အခွင့်အရေးတွေကိုရဲဝင့်စွာတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့အလုတ်သမားသူရဲကောင်းတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဂျွန်လ6ရက်နေ့ကိုအလုတ်သမားတပိတ်လှူရှားမှုနေ့အဖြစ်သတ်မှတ်အောင်မေးဖွယ်နေ့တစ်နေ့အဖြစ်ဂုဏ်ပြုကျင်းပလာခဲ့တာဒီကနေ့ဆို52နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်1948ခုနှစ်ဂျွန်လ6ရက်နေ့မှာစတင်ခဲ့တဲ့ ပြည်လုံးချုပ်အလုသမားရေးတော်ပုံမှာရဲဝင်းစွာတိုက်ပွဲဝင်ခဲ့ကြတယ်။အလုသမားသူရဲကောင်းတွေဟာခေတ်ဆက်ဆက်စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ရေးအတွက်မဆုံးမနစ်ကြိုးပမ်းခဲ့ကြသူတွေဖြစ်ပါတယ်။၂021ခုနှစ်ဖေဖော်ဝါရီ၁ရက်တိုင်းပြည်အာဏာကိုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအတင်းအဓမ္မအာဏာသိမ်းယူပြီးနောက်ပိုင်းတိုင်းပြည်ကဏ္ဍမျိုးစုံပေါ်ဆိုးဝါးစွာထိခိုက်ခဲ့ရပါတယ်။အထူးသဖြင့်အလုံအကင်ခွင်လန်းတွေရှားပါလာတာနဲ့ကုန်စင်းတို့တွေအစမတန်မြင့်တက်လာမှုတို့ကြောင့် လူငယ်များစွာတို့ဟာမိမိတို့တိုင်းပြည်ကိုစွန့်ခွာတခြားနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကင်နေကြရတဲ့အပြင်အကြမ်းဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းစေမှုတွေကြောင့်လူငယ်ပေါင်းများစွာတို့ဟာပြည်ပနိုင်ငံများသို့တင်းရှောင်နေရပြီးအလုပ်ကင်ရရှိနိုင်မှုအခက်အခဲများကိုပုံမူကြီးမားစွာရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့်ပြည်တွင်းပြည်ပရှိအလုတ်သမားပြည်သူတွေဟာအလုတ်သမားများရဲ့ရှားပိုင်ခွင့်အခွင့်အရေးတွေအပြည့်အဝရရှိနိုင်မဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်ကိုလည်းအခိုင်အမာယုံကြည်ပါတယ်။အကြီးအကျယ်ချိုးဖောက်ခံနေရတဲ့အလုတ်သမားတွေရဲ့အခွင့်အရေးတွေကိုနိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီတဲ့အခွင့်အရေးတွေရရှိစေရင်းနဲ့အလုတ်သမားတွေရဲ့အခွင့်အရေးတွေကိုအပြည့်အဝအကာအကွယ်ပေးရေးအတွက်လွှတ်တော်ရဲ့အခမ်းကဏ္ဍကဆက်လက်အကောင့်ထည့်ပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကပြည်ရင်းပြည်ပရှိမြန်မာပြည်သူအလို့သမားဒုဗတ်မှခခိုင်မမရက်တည်ပြီးအလို့သမားတို့ရဲ့အကျိုးစီးပွားအတွက်အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကတိပြုတယ်လို့သဝင်းထွာမှာဖော်ပြထားပါတယ်ရှင်။ရဲဘော်တဦးချင်းစီတိုင်းဟာတန်မိုးအလုံကြီးမာလာကြောင်းကိုယ့်ရဲ့လုံခြုံရေးနဲ့စံမာယူတွေကိုအမြဲကယူဆိုင်ကြဖို့ပြည်အောင်စုဝင်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဟာတန်မိုးအလွန်ကြီးမားတာကြောင့်ရဲဘော်တွေအနေနဲ့ကိုယ့်ရဲ့လုံခြုံရေး၊စမ်းမရေးတွေကိုအမြဲကူးစိုက်ကြဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ကြာကာလဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအစည်းအဝေးအမှတ်စဉ်20မင်းဆောင်2025ကိုဂျွန်လ9ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့ရာပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်းကြီးချုပ်မန်းဝင်းခိုင်တန်းကတော်လည်ရေးရဲ့အနေထားဟာအားသာလာတာတွေရှိသလိုတစ်ဖက်မှာတတိကြီးကြီးထားပြီးဆောင်ရွက်ရမယ့်ကိစ္စတွေလည်းအများကြီးရှိပါကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်ရေးရန်နေရာအတွေ့မှာတာဝန်ထမ်းဆောင်နေကြတဲ့မြေပြေဝန်ထမ်းများကိုလည်းလုံခြုံရေးနဲ့ပတ်သက်လို့အချို့နေရာတွေကအကြမ်းဖက်စစ်အုပ်စုလုံးဝတင်းရှင်းသွားပြီဆိုပေမဲ့ မစ်ကွန်ထရိုးဖြစ်နေတဲ့နေရာတွေမှာအသက်အန္တရာယ်အချိန်မရွေးချင်းချောက်ခံရနိုင်ပါကြောင်းရဲဘော်ရဲဘက်တူးချင်းစီတိုင်းဟာတံမိုးလွန်ကြီးမာတာကြောင့်ရဲဘော်တွေအနေနဲ့ကိုယ့်ရဲ့လုံခြုံရေး၊စံမာရေးတွေကိုအမြဲကူးဆိုင်ကြဖို့သက်ဆိုင်ရာဌာနများမှတစိမ့်မှားကြလိုပါကြောင်းကျွန်တော်တို့အနေနဲ့ institution တွေခိုင်မာဖို့ကလည်းအရေးကြီးသလိုဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ပြေဝဖို့ကလည်းအရေးကြီးတာဖြစ်ပြီး နိုင်ငံရေးအရာမှန်ကန်တဲ့မူဝါဒတွေကိုလည်းကာလအလိုက်တင့်တော်သလိုချမှတ်နိုင်မှုကလည်းအရေးကြီးပါကြောင်းနဲ့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကိုအကောင့်ထည့်ဖော်ကြတဲ့အခါမှာတူညီတဲ့မူဝါဒဆိုင်ရာယက်တီချက်တွေရှိပြီးခိုင်မာတောက်တင်းတဲ့ institution တွေကိုတည်ထောင်နိုင်ပြီးဆိုရင်တော့တော်လှန်ရေးအတွက်အလုံးမင်းခိုင်မာတဲ့အင်အားတည့်ရဖြစ်မှာတည်ကြကြောင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဘဟုကောင်တီအဖွဲ့ဝင်တွေကအမှတ်စဉ်16မြေဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှေ့လုံငန်းစဉ်များနဲ့ပတ်သက်တဲ့ပြီးစိတ်မှုအခြေအနေများဆက်လက်ဆောင်ရွက်ရဲ့ကြန့်ရှိနေတဲ့လုံငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူများမှအကျေတဝိတ်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်းဝေးခိုင်တန်းဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ ဌာနဆိုင်ရာများမှာတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ရေးပေးတဲ့စစ်ပေးဆောင်ပြည်သူများအတွက်အရေးပေါ်စာနယ်ရိတ်ခါနဲ့အဘိုးအကာတွေကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ခဲ့တဲ့မေလအတွင်းမြန်မာနိုင်ငံဒေသတချို့မှာ ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးရေဘေးသင်းစစ်ဘေးရှောင်ပြည်သူများအထွတ်အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကအတွက်ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။အဲဒီလိုရေဘေးသစ်စစ်ဘေးရှောင်တွေအတွက်ကုညီထောက်ပံ့ရမှာမြစ်ကြီးနားမြို့နယ်ရှိရေဘေးသစ်စစ်ရှောင်6132ဦး၊ချီခွေမြို့နယ်မှာ2500ဦး၊မချမ်းပေါ်မြို့နယ်မှာ1926ဦး စွန်ပရာဘိုမြို့နယ်မှာ920ဦး၊နောင်မိုမြို့နယ်မှာ1358ဦး၊ခေါလန်ဖူးမြို့နယ်မှာ195ဦးတို့အတွက်ငွေကျပ်228သိန်းကိုထောက်ပံ့ခဲ့ပါတယ်။ဒါ့အပြင်ချင်းပြည်နယ်ပလဝမြို့နယ်ရှိစစ်ရှောင်စခန်းနှစ်ခုမှာရေဘေးသစ်လူဦးရေ669ဦးနဲ့မီဇိုရန်မြို့နယ်တွင်းရှိရေဘေးသစ်စစ်ဘေးရှောင်လူဦးရေ960ဦးအတွက်ငွေကျပ်89သိန်းကိုလည်းအရေးပေါ်ကူညီထောက်ပံ့ခဲ့ပါတယ်။ ဆက်လက်ပြီးမိုးရသည့်ကာလမှာပြည်သူများအနေနဲ့ရေပင်းနဲ့ဆက်လင်းနဲ့တတိပြုရမယ့်အချက်များကိုလည်းအတိပေးပန်ကြတာနဲ့ဒေတာလိုက်မိုးလေဝသတင်းများကိုဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်းဝန်ကြီးဌာနကအတိပေးထားပါတယ်ရှင်။မေလအတွင်းမှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းပေါ်မှာဖြစ်ပေါ်ခဲ့တဲ့လီဘီးယားနဲ့ရေဝိုးအရှိန်ကြောင့်မြန်မာနိုင်ငံဒေတာတချို့မှာမိုးသက်လေးလေးများကျရောက်တာနေရာခွက်ပြီးမိုးကြီးရတဲ့ရေကြီးတာတွေဖြစ်ပေါ်ခဲ့တာပါ။ အညာမှာမြို့သိမ်းတိုက်ပွဲတွေလာတော့မှဖြစ်တယ်လို့မြင်းချန်ခရိုင်အမှတ်ကိုတက်ရင်ကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်တန်းမြို့သိမ်းတိုက်ပွဲတွေပြီးရင်အညာမြို့သိမ်းတိုက်ပွဲတွေရှိလာတော့မယ်လို့မြင်းချန်ခရိုင်အမှတ်ကိုတက်ရင်မြင်းချန်ဘလက်ထိုက်က MPT တက်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက PPTV ကိုပြောပါတယ်။ အဲလက်ရှိလောလောဆယ်မှာတော့ကျွန်တော်တို့တက်ကိုပို့ပြီးတော့ချစ်တဲ့ခိုင်မာအောင်လုပ်တယ်ပို့ပြီးတော့ဆစ်စင်ကြီးတွေမှာကြံ့ကျင်အောင်လို့ကျွန်တော်ညီနောင်မမေးတီနဲ့ဒရူမျိုးသိန်းတိုက်ပွဲတွေမှာအမီမဖော်လို့တဲ့ပေါ်တော့အခြားပေါ်တော့တိုင်းသားဘက်ကမျိုးသိန်းတိုက်ပွဲတွေအဲခြားဘက်ကမျိုးသိန်းတိုက်ပွဲတွေမှာအချားမေးတွေဆင်နွှဲနေရရှိတယ်အဲဒီကြတာတစ်ခုကတော့အချိန်တိကျပြောရမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တောင်တန်းမျိုးသိန်းတိုက်ပွဲတွေပြီးရင်တော့အညာမှာမျိုးသိန်းတိုက်ပွဲတွေရှိလာဖို့များပါတယ်အဲဘယ်လိုလောက်စမလဲဆိုတော့ကျွန်တော်တို့အတိအကျမပြောနိုင်ဘူးဒါပေမဲ့ဒီဘောနောအရှိ ဘောနော် M5 ကံပေးမှာတော့ကျွန်တော်တို့ဒီမျိုးသိန်းနိုင်ပွဲစာဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကြားမဲ့တွေဥဆောင်တဲ့မျိုးသိန်းနိုင်ပွဲမဟုတ်ပေမဲ့လို့ plan မျိုးသိန်းနိုင်ပွဲကိုမှာမိတ်ဒီနဲ့တူတူအဲဘောကျွန်တော်တို့ဆောင်ရွက်နိုင်ခဲ့တယ်ပေါ့။ဒါပေမဲ့အခုဒီဘောနော်ကြားမဲ့ဟင်းတဲ့မျိုးသူညံဆိုတဲ့ဘောနော်ကောင်းစင်တဲ့ကံပေးရတော့ကျွန်တော်တို့ကြားမဲ့တွေကိုတိုင်ဥဆောင်ပြီးတော့မျိုးသိန်းနိုင်ပွဲကိုဆင်းနွှဲမှာအဲဘောနော်အနည်းဆုံး2မျိုးလောက်အဲတိမ်းဖို့ရွေထားတယ်။2မျိုးမဟုတ်ဘူးဆိုတော့1မျိုးလောက်ကတော့ကျွန်တော်တို့တိမ်းနိုင်ဖို့အဲမျှော်မှန်းထားပါတယ်ဗျာ။အဲပြင်ဆင်မှုတွေကတော့အမျိုးမျိုးပြုလုပ်ခဲ့ပြီးတော့ပါပြီ။အဲလက်နဲ့လိုရတဲ့လက်နဲ့ခေရရနဲ့ရရင်တော့အေးရှိဖြစ်ပါပြီဗျာ။ အခုချိန်မှာ MPD တပ်ဖွဲ့မှရဲဘော်တွေအနေနဲ့တိုင်းရင်းသားညီနောင်မဟာမိတ်တွေရဲ့ဥဆောင်မှုနဲ့အတူမြို့သိမ်းတိုက်ပွဲတွေကိုဆင်နွှဲနေပြီးနောက်ပိုင်းမှာ MPD တပ်ဖွဲ့ရဲဘော်တွေကဥဆောင်တဲ့မြို့သိမ်းတိုက်ပွဲတွေကိုဆင်နွှဲသွားမယ်လို့သိရပါတယ်။မြို့ကိုစတင်ချဉ်ကပ်ပြီးထိုးစစ်ဆေးတိုက်ခိုက်ဖို့အတွက်လိုအပ်နေတဲ့အဝေးပစ်လက်နက်တွေဘန်ကားဖြိုချဖို့လက်နက်ကြီးတွေအတော်အသင့်ပြေစုံပေးမယ်။အတိကချိန်မုံရေးကော်မန်ဒို အသေးခံတပ်ခွဲအတွက်ကြီးက level 4အဆင့်အစုံ90 ကြီကအုတ်ထုပ်အလုံး90နဲ့ AK47 rifle အလက်90လိုအပ်နေတယ်လို့သိရပါတယ်။ဒါကြောင့်မြင်းချံ black type က MPT တပ်ဖွဲ့ကကြားမဲဟိန်းတန်မျိုးတို့ညံ3000ကမ်ပိန်းကိုဇွန်လ5ရက်ကနေဩဂတ်လ5ရက်အထိနှစ်လတာပြုလုပ်နေပါတယ်။ MPD တပ်ဖွဲ့မှရဲဘော်တွေကတိုင်းရင်းသားမဟာမိတ်တွေနဲ့အတူချင်းပြည်ဖလန်းမြို့သိမ်းတိုက်ပွဲမှာပအဝင်တိုက်ခိုက်ခဲ့တယ်လို့လက်ရှိအမည်ဖော်ပြလို့မရသေးတဲ့အထူးစစ်စင်ရင်တစ်ခုမှလည်းစစ်ကြောင်းနှစ်ကြောင်းနဲ့ပအဝင်တိုက်ခိုက်နေတယ်လို့ဗိုလ်မှိုက်ခဲကရှင်းပြပါဗျ။မဟာမိတ်ပူးပေါင်းစစ်စင်ရင်တွေမှာပအဝင်တိုက်ခိုက်ရင်းနဲ့ကိုမျိုးကိုပြန်ရရေးအတွက်မြင်းကျန်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲဖို့အတွက် ပြည်တွင်းပြည်ပရှိတော်လှန်ပြည်သူတွေအနေနဲ့ MPT တပ်ဖွဲ့ကွန်မန်ဒိုတွေအတွက်ပါဝင်အားဖြစ်ပေးကြဖို့ဘုံမိုက်ခဲကတောင်းဆိုထားပါတယ်ရှင်။တပိတ်ချင်းမြို့နယ်မှာအကြံဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ဖုံးကြီးတပားပြန်လုံတော်မူပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့တွင်တိစက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကြံရုံးပင်ကျေးရွာဖုံးကြီးချောင်းကိုအကြံဖက်စစ်တပ်ကဂျွန်းလ9ရက်ညနေ9:18မိနစ်မှာ ဂျက်ဖိုက်တာတစီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကားဖားကဒီနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖုံးကြီးတပါပြန်လုံတော်မူပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကားဖားကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်မနက်ပိုင်းမှာလည်းစင်ကူးမြို့ပေါ်မြသိန်းတန်ဖျားနဲ့ဖုံးကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့တတအူးလေတပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ဘုံကြီးကျောင်းဆောင်နှစ်ဆောင်လုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဂျွန်လာတရက်မှာလည်းစင်ကူးမြို့နယ်နှွေယုံကျေးရွာကို အကြမ်းဖက်စစ်တပ်ရဲ့တဒက်ဦးကတက်လာတဲ့ဂျက်ဖိုက်တာကလေးချောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအဆောက်အုံနှစ်ခုပျက်စီးခဲ့ရပါတယ်။အဲ့ဒီနေ့မိုးလွဲ2နာရီ32မိနစ်မှာစင်ကူးမြို့နယ်နတ်တောင်ကျေးရွာမှာရှိတဲ့ Lucky 7 Hotel ကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးတဦးကဒဏ်ရာပြင်းထန်ခဲ့တာပါ။ပြင်းဦးတွေခရိုင်ပါကဖားကပြည်သူတွေကိုအကြမ်းဖက်စစ်တပ်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်မှုအတွက်ပုံခုချင်းတွေတူးထားကြဖို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ ဆရာနာရှင်အမြင့်ပြည့်ချိန်မဝေးလူဒုဆန္နာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းတွင်းမှာတပိတ်စစ်ကြောင်းနှစ်ခုပေါင်းပြီးရဲဘော်ကိုကျော်ဝင်းအောင်ကြာဆုံးခြင်းရှစ်လပြည့်အလေးပြုအခမ်းအနားနဲ့အကြမ်းဖက်ဆရာနာရှင်စန့်ကျင်ရေးတပိတ်ကိုပြုလုပ်ခဲ့ပါတယ်။ဆန္နာပြတော်လှန်ပြည်သူတွေကရင်းမပင်ဇလင်းကြီးရွာပေါင်းစုံတပိတ်စစ်ကြောင်းနဲ့သွေးမအေးတဲ့ရွှေနွယ်သွေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမဲ့ပင်မြို့နယ်မှာအောင်လံလွင့်မီထောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီထောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့စကားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းဆက်လင်းချင်းမြို့နယ်လက်ပတောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုတ္တမအဖွဲ့အစည်းရဲ့ပုံမှန်33အရာ အကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Lives ဆိုတဲ့စာသားကိုကင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါရှင်။ရင်းမဲ့ပင်မြို့နယ်မှာရင်းမဲ့ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမဲ့ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒေသခံတော်လှန်ပြည်သူတွေကနေမည်မငိမ့်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနှိမ့်စင်ပြုလုပ်နေကြပါလေရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံပေးဆိုတဲ့ဘေးနဲ့သွဲကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။